အဘိဓမ္မာသင်ယူခြင်းအကျိုးကျေးဇူးအဘိဓမ္မာဆိုတာတဘာဝတရားတွေကိုအသိစိတ်ခွဲခြားလေ့လာတာဖြစ်တဲ့အတွက်ကြောင့်အသိဉာဏ်ကိုတိုးပွားစေပါရင်ဉာဏ်ရည်ဉာဏ်သွေးပြီးထမြလာစေရင်အဲ့ဒီထမြတဲ့ဉာဏ်ရည်ဉာဏ်သွေးကိုအမိပြုပြီးနောက်ဆုံးကျတော့ပဋိသင်္ပိတာဉာဏ်လို့ခေါ်ရအရာရာကိုခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ဆိုပါရင်ဒါဟာအဘိဓမ္မာသင်ယူခြင်းရဲ့အကျိုးကျေးဇူးတွေဖြစ်ပါရင်အဘိဓမ္မာကိုလေ့လာရတဲ့ပုဂ္ဂိုလ်ရအသိစိတ်ကြီးတတ်မြင်တတ်တယ်ဘာကိုပဲကြည့်ကြည့် analyze လုပ်တတ်တယ်လို့ဆိုလိုတာပါ ပတိတံပိဒာညံဆိုတာအရာရာကိုခွဲချမ်းစိတ်ဖြာပြီးတော့မြင်တတ်ပါရီခွဲချမ်းစိတ်ဖြာပြီးတော့မြင်တဲ့အခါဘာတွေအကျိုးထူးတလေးဆိုရင်တော့ဂါနာဆိုရင်အထင်နဲ့အမှန်မှန်နေတဲ့တွေ့ဝေမှုတွေကိုဖယ်ရှားပြစ်နိုင်ပါရီအကြောင်းအရာတစ်ခုကိုဟုတ်ဤမဟုတ်ဤဖြစ်နိုင်ဤမဖြစ်နိုင်ဤစသည်ဝေဖန်ပိုင်းခြားနိုင်လာပါရီ ဒါအပိဓမ္မာကိုသင်ယူခြင်းရဲ့အကျိုးကျေးဇူးတွေဖြစ်ပါ ರಿ နောက်တစ်ခုက အပိဓမ္မာကိုသင်ယူခြင်းဖြင့်အတ္တမရှိဘူးအနတ္တဆိုရင်အမြင်ကို ရှင်းလင်းပြတ်သားစွာမြင်လာမှာဖြစ်ပါ ರಿ အနတ္တဆိုရင်အမြင်ကိုမမြင်သေးသမျှကာလပတ်နေအတ္တဆိုရင်အယူဆမပြောက်သေးသမျှကာလပတ်လုံးတန်တရားတွေလည်းပြောင်းမှာမဟုတ်ပါဘူးတန်တရားနေဒီယူတွေရှိနေသမျှကာလပတ်လုံးအပေတကားဟာပွင့်လျက်ပဲဖြစ်နေပါလိမ့်မယ် အပေတကားဆိုတာဒိတ်ထီနေဝီစီကိစ္စဆိုတဲ့တရားနှစ်ခုကိုဖေရှားပြစ်နိုင်မှပိတ်တာဖြစ်ပါရင်အဲ့ဒါကြောင့်အရန်ကိုခြေပြန့်နည်းနည်းလွန်နေအပိဓမာမြတ်ဒေသနာတော်ရီကိုလလန်းမိတလို့လိလာစင်စင်ကြပါလို့တိုက်တွန်းရှင်းနေပြီဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ရပါရင်တော့